မြင့်တက်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကိုအောင်နိုင်နဲ့လိုအမိရတဲ့ပြရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာကိုကြီးကျော်ရောကိုကြီးကျော် ။ဟေးဘာတော့ကွာ။လမ်းဖောက်ဖို့ဆိုရင်ရှေ့ရမြေကမှုဖြိုမအဆင်ပြေမယ်ဗျ။ဖြိုရမယ်ဆိုလဲဖြိုဖို့ကွာဘယ်တက်နိုင်မလဲ။မဲအလုံသမားတွေကရောအားရဲ့လား။ရတယ်ဗျ။သမင်းစားပြီးတာနဲ့ဖြိုခိုင်းလိုက်မယ်။လမ်းအလုံသမားကောင်းဆောင်မောင်ဖိုးတို့ကသမင်းစားနားနေကြတဲ့အလုံသမားတွေစီထွက်သွားတော့ကိုကြီးကျော်လည်းကြောက်စီနေတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ကိုကြီးကျော်ဟာကြေးရွာချင်းဆက်လမ်းတွေကိုတာဝန်ယူဖောက်လုပ်ပေးရတဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်တယ်လို့ရခုတခါမှလည်းတောင်ညိုရွာနဲ့ အင်းတော်ရွာကိုဆက်သွယ်ထားတဲ့လမ်းကိုဖောက်လုပေးနေခဲ့ရတယ်။မြေစာတွေရရင်ငါ့အိမ်ကိုတစည်းလောက်ပို့ပေးအောင်နော်။ဟုတ်ကဲ့ကိုကြီးကျော်ကျွန်တော်ပို့ပေးလိုက်ပါမယ်။ကိုကြီးကျော်လည်းဖိုးထွန်းစကားကြောင့်ကမူဖြိုတဲ့ဘက်ကိုမသွားတော့ပဲကတ္တရာဈေးတွေကြုံနေတဲ့ဘက်ကိုထွက်သွားပြီးအလုသမားတွေကိုကြီးကြက်နေခဲ့လိုက်တယ်။ညနေဆောင်ရောက်တော့တနေကုန်ပင်ပန်းထားကြတဲ့အလုသမားတွေကအရေးရတဲ့တစ်ပင်အောင်မှာထိုင်ပြီးတော့ကွန်ဆာသူကစားဆလိတ်တောက်သူကတောက်နဲ့အနားယူနေတဲ့အချိန်အောက်ထုပ်ကိုခန်းခန်းဆိုင်ဆောင်းထားတဲ့ကိုဖိုးထွန်းကရောက်ချလာခဲ့တယ်။ကိုကြီးကျော်ရေး အိမ်ရောတော့မြေစာတစ်စီပို့ပေးလိုက်ပြီနော်အမကတော့အိမ်နောက်ကမြေကွက်လမ်းမှာချပေးဆိုလို့အဲ့ဒီမှာချပေးလိုက်တယ်အေးအေးကျေးဇူးပဲဖို့ထုံးရင်မနှက်ပြမနှက်တော့စောစောလာခဲ့အောင်နော်စိတ်ချပါဗျမနှက်ပြညောင်ညိုပင်ရှေ့ထိအပြီးခင်းပါပါကိုရေးကျော်လည်းဖို့ထုံးကိုနှုတ်ဆက်ပြီးတာနဲ့ခြေကားဝတ်တက်ပြီးအိမ်ပြန်လာခဲ့လိုက်တယ်အဖေအဖေဘေးကနေလက်မောင်းအောင်ပို့ပြီးခေါ်နေတဲ့တားဖြစ်သူရဲ့အတန်းကြောင့်အလုတမားဖို့ထွေစည်ရင်တွက်နေတဲ့ကိုအေးကျော်ဘေးကိုလှည့်ကြည့်ကာ ။ဘာဖြစ်လို့လဲတာ။အိမ်နောက်ဘက်ကနေပလူမုတ်တဲ့အတန်ကြားနေရတယ်။မဟုတ်တာကွာဘေးအိမ်ကကလေးတွေစော့နေတာဖြစ်မှာပေါ့။ကိုကြီးကျော်ကလေးပြောတာဟုတ်တယ်ရှင်။ကျမလည်းခုနကထမင်းစားပြီးပကန်ဆင်းနေတော့ပလူတန်ကြားလိုက်ရတယ်။စိတ်ထင်တာနေမှာပါမိမရဲ့။ငါလည်းဘာအတန်းမှမကြားမိပါဘူး။အမကျမစိတ်ထင်တာနေမှာပါ။ကိုကြီးကျော်ရဲ့မိမဖြစ်သူကစကားစာကိုဖြတ်လိုက်ပြီးတော့ตาဖြစ်သူရဲ့လက်ကိုဆွဲကအိမ်ငန်းထဲကိုဝင်သွားခဲ့လိုက်တယ်။ ။ဆင်းရင်လုံနေရင်နဲ့ကြားလိုက်ရတဲ့နှာမို့တာညာကိုကြီးကျော်ကောင်းကိုစက်ခနဲထောင်းလိုက်ပြီးတော့အိမ်ပြတင်းဘောက်ကနေချောင်းကြည့်လိုက်ရာအိမ်အနောက်ဘေးဘက်ကိုရေခနဲဖြတ်ဝင်သွားတဲ့လူတစ်ယောက်ရဲ့နောက်ကျောကိုမြင်လိုက်ရတယ်။လူတစ်ယောက်ခြံနောက်ဘက်ကိုဝင်သွားပါလား။မဟုတ်မှလွယ်ရောတခုံများဖြစ်နေမလား။ကိုကြီးကျော်လည်းအိမ်မှာစောင့်ထားတဲ့ဒုတိယချောင်းနဲ့လက်နှိပ်တမီကိုဆွဲယူကအိမ်နောက်ဘေးဘက်ကိုဆင်းသွားခဲ့လိုက်တယ်။လက်ရိုက်ကခြံဝန်းထဲကိုကျနေတာကြောင့်ပတ်ဝန်းကျင်မှာရှိနေတဲ့အရာအားလုံးကိုရှင်းလင်းစွာမြင်နေရသလိုတမီးရဲ့အလင်းရောင်ကခြံအနှံ့ကိုထိုးကျနေခဲ့တယ်။ အဲ့ဒီချိန်အိမ်နောက်ဖေးဖက်ကအုံးမင်ငုံတို့ပုံမှာကြောပိပိထိုင်နေတဲ့လူတယောက်ကိုမျက်နှာအလွဲမှာရေခနဲမြင်လိုက်ရတယ်။ဟမ်ခုနကလူတယောက်ထိုင်နေတာတေချာမြင်လိုက်ပါတယ်။အခုပြန်ကြည့်တော့ဘယ်သူမှမရှိပါလား။တယောက်တည်းဇဝေဇဝါနဲ့ခြံနောက်ကစတိုကံဘက်ကိုလမ်းလျှောက်လာတဲ့အချိန်သူ့အနောက်မှာတယောက်ရောကပ်ပါလာတာကိုခံစားလိုက်ရတယ်။ပြုံးကနေထလာတဲ့ကြက်သိမ်းမွေးညင်းနဲ့အတူလူတစ်ကိုယ်လုံးအေးဆက်လာပေမဲ့စိတ်ကိုပြန်ထိန်ပြီးတော့လှည့်ကြည့်လိုက်ရဘယ်သူမှမရှိ။မဟုတ်သေးပါဘူး။ ဒီညဘလို့ဖြစ်နေရလဲကိုအေးကျော်တယောက်စိတ်ထဲရှင်းလောက်တဲ့အထိလှဲ့ပတ်ကြည့်ပြီးအိမ်ပေါ်ပြန်တက်လာတဲ့အချိန်သူ့အနောက်ကနေချုံပွက်တွေပေးနေတဲ့ခြေထောက်တစ်စုံကပ်ပါလာပါတော့တယ်အနင်းရဲ့ပဲပြောက်ယူမလားဟိယူမယ်မာကြီးငွေရေးလာပြီလာပြီအေးကျော်ရောအလုပ်သွားပြီလားမနက်စာစားဖို့စောင့်နေတယ်မာကြီးငွေရဲ့ကျမကို20သားထည့်ပြီနော်မာကြီးငွေကအငွေတထောင်လောက်ထားနေတဲ့ပဲပြုတ်တွေကိုအိတ်ထဲထည့်ချင်နေရင်အနင်း နင်တို့အိမ်မှာအလုပ်သမားတွေပါနေပါလားဘယ်ကအလုပ်သမားလဲအိမ်မှာဘယ်သူမှမရှိပါဘူးအခုပဲပစိုးတူတူဝေထားတဲ့လူတယောက်ကအိမ်ဘေးကနေအနောက်ကိုဝင်သွားတာမြင်လိုက်လို့မေးကြည့်တာမိုင်းငွေနော်ကျမအောင်မနောက်နဲ့နော်ငါနောက်ဆရာလားအနေရဲ့ခုနကပဲတေချာမြင်လိုက်ရတာမာကြီးငွေစကားကြောင့်ငွေနင်းတယောက်ပဲပြောက်ဖုံးငွေရှင်းပေးပြီးတော့အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်ကိုကြီးကျော်မနက်စာစားတော့မလို့လား စာကြည့်ကန်ကစပွဲပေါ်မှာထိုင်နေတဲ့ယောက်ျားဖြစ်သူကိုလှမ်းမေးပြီးတော့အိမ်နောက်ဖေးကိုဝင်လာတဲ့အချိန်မိမတားလဲမနိုးသေးဘူးလားဆိုတဲ့အတန်နဲ့သူအိမ်သားတွေကနေထွက်လာတဲ့ယောက်ျားဖြစ်သူကိုမြင်လိုက်ရတယ်ရှင်ခုနစာကြည့်ကန်နဲ့မှမဟုတ်လားအခုဘလို့ဖြစ်ပြီးရောဒီလိုရောက်နေရလဲဘယ်ရတာအဲ့ရနိုးတာနဲ့မျက်နှာတက်ပြီးအိမ်သားတက်နေတာဒါဆိုစာကြည့်ကန်နဲ့မှထိုင်နေတာဘာလို့လဲငွေနေကကြောက်လန့်တကြားနဲ့ပြောနေတာကြောင့်ကိုအေးကျော်ခေါင်းကိုစောင်းကြည့်လိုက်ပြီးတော့ ဘသူမှမရှိပါဘူးရှိရဲ့တေချာမြင်လိုက်တာ ကျမရှင်ထင်ပြီးတော့မနှက်စာစားဖို့တော့လှမ်းပြောလိုက်သေးတယ်ဒုက္ခပါပဲဒီလိုပုံဆိုရင် ကျမမနေရဲတော့ဘူးငွေနေရတုံရင်နေတဲ့လက်နဲ့ကိုရေးကြော်ရဲ့လက်မောင်းစောက်ကင်လိုက်တဲ့အချိန်စာကြည့်ကန်ဝါမှာချိန်ထားတဲ့လိုက်ကတစုံတယောက်ဆွဲဖယ်လိုက်တယ်လို့ဘေးကပ်သွားခဲ့တယ်ကိုရေးကြော်ရှင်မြင်ပြီမလားဒီမှာဘာတွေဖြစ်နေတာလဲဟင်ငါလည်းမပြောတတ်ဘူးအခုလောလောဆယ်တော့ခလေးကိုခေါ်ပြီးတော့အမေတို့အိမ်မှာသွားနေလိုက် ွေးကျော်လည်းအိမ်မှာဖြစ်နေတဲ့ကိစ္စကြောင့်မိမနဲ့ကလေးကိုအမေတို့အိမ်ဝင်ပို့ပြီးတော့အလုပ်ထဲကိုထွက်လာခဲ့လိုက်တယ်။ကွေးကျော်ပြောသလိုဆိုရင်အိမ်မှာမကောင်းတာတစ်ခုတော့ရှိနေပြီထင်တယ်။အလုပ်သမားတွေကိုစောင့်နေနေပြောလိုက်တဲ့ဖုန်းထုံးစကားကြောင့်အေးကျော်ကောင်းကိုညှိနှိုင်းပြလိုက်ပြီးတော့မနေ့ကမြေကြီးတွေဖို့ပြီးမှဖြစ်တာဆိုတော့မြေကြီးထဲမှာမကောင်းတာတစ်ခုကိုပါလာလာများလား။အတေးကြကြီးတော့ပြောလို့မရဘူးဗျ။ဒီလိုလို့ဗျာ။အလုပ်သမားတွေများလာရင်အိမ်အနောက်မှာဖို့ထားတဲ့မြေကြီးကိုရှင်းခိုင်းလိုက်မယ်။ ြေကြီးကြောင့်ဆိုရင်တော့တခုခုတော့ထွက်လာမှာပဲလှုပ်ရှားမအောင်ဗျာမဟုတ်ရင်အိမ်မှာဘသူမှနေရဲမှာမဟုတ်ဘူးဗျဟောကြောင်းရင်းဆိုရင်လည်းကြောက်ခဲတော့ဖွင့်လာကြပြီဖို့ထုံးကသူ့အလို့တမအုပ်စုကိုမြင်တော့အားတက်သွားပြီးတော့ကြောက်တွေပုံလာတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်ခဏနေတော့အလုပ်ကျန်းသမား၅ယောက်ပါလာပြီးတော့ပေါတူးတွေကော်ပြားတွေကိုယူကအေးကျော်ရဲ့အိမ်ဘက်ကိုထွက်သွားခဲ့ကြတယ်အိမ်ကိုရောက်တော့မြေစာတွေဖို့ထားတဲ့နေရာကိုရှင်းကြရာအုတ်ကျိုးအုတ်ပဲ့တွေကလွယ်ပြီးဘာမှထွက်မလာခဲ့တာကြောင့်အေးကျော်ရောဖို့ထုံးမှအကြက်ရိုက်သွားခဲ့တယ် ဘာမှတော့မတွေ့ဘူးဗျဒီပုံတိုင်းဆိုမြေကြီးတွေကပလာတာမဟုတ်ဘူးတင်နေဒါဆိုဘယ်ကနေဖြစ်နေရလဲစဉ်းစားလို့မရဘူးကွာဒီလိုလောက်ပါလားအလောက်ပြီးရင်ကိုအေးကျော်အိမ်မှာကြောက်တဲ့အလုပ်သမားတွေလာအိပ်ပေးမယ်လीဒါဆိုရင်စိတ်ကပဲဖြစ်တာလားတကယ်ဖြစ်တာလားဆိုတာသိရပြီလာအိပ်ဗျလူများတော့ဒင်းဘလို့လုံမလဲဆိုတာကြည်ရသေးတာပေါ့ကိုအေးကျော်ကအားတက်တယ်ရောပြောလိုက်ပြီးတော့အလောက်ခွင်တွေကိုပြန်ဝင်ဖို့ခြံတကားကိုပိတ်လိုက်တဲ့အချိန် အိမ်ထဲကနေလွမ်းဆိုးပဲကောင်းတဲ့ပလူရီတန်ထွက်ပေါ်လာခဲ့တယ်။ကြားရလားပလူရီမုတ်နေတဲ့အတန်ကြားလားဟုတ်တယ်နော်ဒီနားမှာပလူရီမုတ်တဲ့သူလည်းမရှိပဲနဲ့အတန်ကဘယ်ကနေထွက်လာတာပါလဲ။ဆရာတော်အိမ်မော်ကြည့်အောင်မြ။အလုတမားတယောက်ရဲ့အတန်ကြောင့်မော်ကြည့်လိုက်ရာတည်င်းမောက်ရဲ့နောက်ကအကွယ်ကနေသူတို့ချောင်းကြည့်နေတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။အိမ်ထဲမှာလူရှိနေတယ်ကျွန်တော်တို့ဝင်သွားကြည့်ရမလား။အားလုံးဝင်ကြမယ်။ တခုခုဆိုက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 ာကွယ်လို့ရအောင်ဒုတ်တွေယူသွားကြဖိုးထုံးကသူ့တပည့်တို့တတိပေးလိုက်ပြီးတော့သူကိုယ်တိုင်လည်းခြံစည်းဟိုးဘေးမှာပုံလာတဲ့တစ်ပေါ်အဟောင်းထဲကနေတို့တချောင်းဆွဲယူပြီးဝင်သွားခဲ့လိုက်တယ်ခုနကမြင်လိုက်တာဒီအခန်းမလားဟုတ်တယ်ဆရာတော်ဒါမဲ့အခန်းကတော့ခတ်ထားတာဗျမင်းတို့ယုံပြီမလားတာမန်လူဆိုရင်ပိတ်ထားတဲ့အခန်းထဲကိုဘလို့ဝင်မလဲကိုကြီးကျော်တော့ဖွင့်ပေးကြည့်ကျွန်တော်ဝင်ကြည့်မယ်ဖိုးထုံးစကားကြောင့်အေးကျော်ဟာထားကြမှာချိန်ထားတဲ့တော့တွေရနေတော့တချောင်းထုတ်ကား စာကြည့်ကန်ကိုဖွင့်လိုက်တဲ့အချိန်အညောင်းပြေလဲဖို့ချထားတဲ့ပလက်ကလက်ထိုင်ကလူမရှိပဲနဲ့လှုပ်ခါနေတာကိုအကောင်လုံးမြင်လိုက်ရတယ်။ကိုကြီးကျော်အချိန်လေးကမကောင်းထင်နဲ့နေကင်းကြောင်တော်မတော်ဒီလောက်ဆိုရင်ညဘက်တွေဘယ်လိုနေရမလဲ။ဒါကြောင့်ပြောတာပေါ့အခုလေလူတွေရှိနေတာတော့လှုပ်ပြနေတာကြည့်အောင်လေ။ကိုကြီးကျော်စကားအဆုံးမှာတော့လှုပ်နေတဲ့ကလက်ထိုင်ရုပ်ကြီးညင်သွားပြီးတော့ဟားတိုက်ရင်မောတဲ့အတန်ထွက်ပေါ်လာခဲ့တယ်။အကောင်အထည်မမြင်ရပဲကြားလိုက်ရတာကြောင့်ရှိနေတဲ့သူတွေအားလုံးမတိုင်ပင်ထားဘဲနဲ့ လေကားပေါ်နဲ့ဝရုံးတုံးကပြေးဆင်းခဲ့ကြတယ်။အင်းအပြင်ရောက်တော့ဖိုးထုံးကရင်ဘတ်ကိုလက်နဲ့ဖိပြီးတော့ဒီကိစ္စကိုလွတ်ထားလို့မရဘူး။တက်တီနားလေတဲ့သူနဲ့ပြဖို့တော့လိုမယ်ထင်တယ်။ဒီလိုမျိုးတွေငါလည်းမကြုံဘူးတော့ဘသူနဲ့ပြရမလဲမသိဘူးဖြစ်နေတယ်။ကျွန်တော်မှအသိစရာတယောက်ရှိတယ်။သူ့ကိုအိမ်ခေါ်လာပြီးကြည့်ခိုင်းရင်အဖြစ်တခုတော့ထွက်မယ်ထင်တယ်။ဒါဆိုလည်းလုပ်ပြ။လိုအပ်တဲ့ကုန်ကြမ်းစီကျွန်တော်ပေးပါမယ်။ကိုရေးကျော်လည်းအိမ်မှာဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက် ဖိုးထိုးရဲ့အကြံဉာဏ်တိုင်လို့ဖို့သဘောတူခဲ့လိုက်တယ်။ရှားသမတ်တွေကာယံထားတဲ့အလဲမှာတော့ပိတ်ဖြူဝတ်စုံဝတ်ဆင်ထားတဲ့လူတယောက်ရှိနေပြီးသူ့အရှိမတော့ကတော်ဝဲငါဝဲစီစီရီတင်ထားခဲ့တယ်။အချိန်တော့ကြာလာပြီကွ။ဒီရင်ရှင်နေဘယ်မလဲဟိ။ရှိပါတယ်အဖအဒီမှာပါ။အေးကြော်နဲ့ဇနီးဖြစ်သူကပိတ်ဖြူဝဲလူရဲ့အရှိကိုတိုးသွားပြီးတော့ရှေ့ချောင်းပြောပြခဲ့တယ်။အဘအာယုံခံမိတာကတော့ဒီအိမ်မှာရှိနေတာတရေတစေအစင်မဟုတ်ဘူးကွဲ့ ဒါကြောင့်နတ်မင်းကြီးလေးပါအင်းကိုတုံးပြီးတော့အနောက်ရှက်ကိုဖယ်ရှားပြီးမယ်ကွပိတ်ဖြူဝဲလူကအာပေါအာရင်တန်တန်နဲ့ပြောပြီးတော့ကတော်ဝဲအရှိမဖျောင်းနိုင်ငါးတိုင်ထုံးကမန္တန်အချို့ကိုစတင်ရုတ်ဖတ်ပါလေရောဂါလာရုတ်ဖတ်နေရင်9မိနစ်လောက်ရောက်မှာတော့အိမ်တကာမကြီးကလေမတိုက်ပဲနဲ့ဝုန်းစိုစောင့်မိန်သွားခဲ့ရာရာဇမတ်ကွက်ထဲမှာရှိနေလူတွေအားလုံးလက်ဖြတ်ကုန်ကြတယ်ဟေးငါဆရာရှိနေတာတော့တောင်းကြရဲတယ်ပေါ့လေဆိုင်ရာပုံကောင်များဒီအနောက်ရှက်ကောင်ကိုဖမ်းချုပ်ထားကြစမ်း ပိတ်ဖြိုဝဲလူကြီးကအိမ်တကာမကြီးရှိကိုလက်ညှိုးငောင်းအောင်ထိုးပြီးတော့အမိန်ပေးလိုက်တဲ့အချိန်အိမ်ထဲကနေပကံတွေပြစ်ချတဲ့အတန်း၆ကက်ကရင်မောတဲ့တန်းတွေထွက်ပေါ်လာခဲ့တယ်။ဆရာကြားတယ်မလား။ဒင်းကငောင်းအောင်မခန့်လေးစားလုပ်နေတာပဲ။ပိတ်ဖြိုဝဲဆရာကမန်မဲဟဲရောက်လိုက်ပြီးတော့အနီအောင်ကျိုးကိုကြစ်ထားတဲ့ချီမန်းခွင်းကိုကင်ကရာဇမတ်ကွက်ထရရနဲ့မတ်တပ်ထားရလိုက်တဲ့အချိန်အိမ်ထဲကနေကြွေပကံတလုံးကအချိန်နဲ့လွန်းထွက်လာပြီးဆရာဖြစ်သူရဲ့နေဘေးမှာရှိတဲ့ကတော်ပွဲစလုံးကိုထိမှန်သွားခဲ့တယ်။ဆရာ ဘာဖြစ်သွားသေးလဲရတယ်ရတယ်ငါဘာမှမဖြစ်ဘူးမင်းတို့အိမ်မှာရှိနေတဲ့အကောင်ကတော်တော်ကြီးတဲ့ပုံပဲဒါပေမဲ့ချီမန်းခွင့်အစွမ်းကိုတော့တင်းမခံနိုင်တော့ပါဘူးဆရာဖြစ်သူကချီမန်းခွင့်ကိုခတ်တင်းတင်းဆောက်ကင်ရင်းနဲ့အိမ်တကားဝါကိုရှောက်သွားတဲ့အချိန်စင်ပေါ်မှာတင်ထားတဲ့ကတော့ပွဲတွေကဘသူမှမထိခိုက်မင်းနဲ့ဝုံဝင်နေတိုင်းကနေလွတ်ထွက်သွားခဲ့တယ်မထင်မထားတဲ့တုံ့ပြန်မှုကြောင့်အချိန်တွေကိုလာကြည့်တဲ့သူတွေရောအလုတ်သမားတွေရောဝရုံးသုံးကားနဲ့ထပြေးကြတယ်လို့ ဆရာလို့သူကလည်းမျက်ဖြူကြီးလန်ပြီးတော့ရာသမတ်ကွက်ထဲမှာတတိလေးလဲကြနေတာကိုမြင်လဲရတယ်။ဒီအဖြစ်ပြက်ကြောင့်ကိုကြီးကျော်တော်အိမ်တည်ရင်ကလူတိုင်းရဲ့ပါဇက်ဖျားကိုရောက်သွားခဲ့တယ်လို့ဘယ်ဆရာမှလည်းထပ်ပြီးတော့ရောက်မလာခဲ့တော့ဘူး။အိမ်နီးနားချင်းတွေကတော့ညဘက်ရောက်ရင်ကိုကြီးကျော်တော်ခြံထဲမှာမဲနဲ့နေတဲ့ကျွဲတဲ့ကောင်လှဲ့ပတ်သွားလာနေတာကိုတွေ့တယ်လို့တချို့တွေကလည်းအိမ်အပေါ်ထက်ဝရန္ဒာပေါ်မှာလူတယောက်ငုတ်တုတ်ထိုင်ပြီးဆက်လက်ထိုင်ပွားနေတဲ့အရေးရောင်တွေ့မြင်ရကြောင်ပြောပြခဲ့တယ်။ကိုကြီးကျော်တော်မိသားစုလည်းဒီအဖြစ်ပြက်ကြောင့်အိမ်ကိုအယောင်ဆိုင်မှုတင်ရတဲ့အဖြစ်ဖြစ်လာခဲ့တယ်။ တို့ပေမဲ့အိမ်မှာအချောက်လန့်ရှိတယ်ဆိုတဲ့သတင်းကြောင့်မိသူတဦးတယောက်ကမှဝယ်ယူဖို့မကန့်လန့်ခဲ့ကြပြီဒီကိစ္စတွေဖြစ်ပြီး9လလောက်အကြာမှာတော့ကိုအေးကျော်လည်းလမ်းဖောက်တဲ့စီမံချက်ပြီးသွားပြီမို့မိသားစုတွေစိတ်ပြေလည်ပြောင်အဖြစ်ချိန်မော်တော့စီဒီကိုတွားရောက်ခဲ့ကြတယ်စီဒီကိုရောက်တော့ကိုအေးကျော်ကသူ့ရဲ့မွေးနေ့မွေးနံဖြစ်တဲ့တနင်္ဂနွေတောင်မှာဖျားရှိခိုးကိုနေရာယူလိုက်တဲ့အချိန်ယောဂီဝတ်ဆောင်ဝတ်ထားတဲ့လူ၃ယောက်ကသူ့ထိုင်မဲ့နေရာမှာစကားပြောနေတာကိုမြင်တွေ့လိုက်ရတယ်ဒါကြောင့်ကိုအေးကျော်ကအနားအောင်တိုးကပ်သွားပြီးတော့တဆိတ်လောက်ပြကျွန်တော်ဒီမှာဖျားရှိခိုးလို့ရမလား ွေးကျော်ကလေတန်အေးလေးနဲ့ပြောလိုက်ရာစကားပြောနေတဲ့လူသုံးယောက်ကသူ့ကိုမျက်လုံးဝန်းကြည့်ပြီးထိုင်ရာကနေဘေးကိုဖယ်ပေးလိုက်ကြတယ်။ကိုွေးကျော်လည်းဇနီးနဲ့တားဖြစ်သူကိုဘေးမှာဆောင်းခိုင်းပြီးဖျားဝဲပြုတ်နေတဲ့အချိန်ဒီကောင်ရရဆဆဇေဒီဘော်ထိရောက်နေပါလား။အဲ့လိုစကားတန်တက်တက်ကိုကြားလိုက်ရတယ်။ကိုွေးကျော်လည်းကြားလိုက်ရတဲ့စကားကိုမကြားချင်အောင်ဆောင်းပြီးတော့အမျှအတန်ပေးဝေလိုက်တဲ့အချိန်ထိုင်နေတဲ့လူသုံးယောက်ထဲကသဘင်ကိုအနောက်မှာစီးထားတဲ့လူကတောက်တစ်ချက်ခတ်ပြီးတော့သူ့ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာကိုတတိထားမိခဲ့တယ်။ကိုွေးကျော်ရဲ့စိတ်ထဲမှာတော့ သူတို့ထိုင်နေတဲ့နေရာကိုဖယ်ခိုင်းတဲ့အတွက်မကျင်မနှက်ဖြစ်နေတာဖြစ်မယ်လို့တွေးကအမြအတန်းပေးဝေပြီးတာနဲ့မိမနဲ့တားဖြစ်သူကိုခေါ်ပြီးခါထွက်ဖို့အလုပ်ဟဲ့လူဟဲ့လူခမရကိုပြောစရာရှိရဲ့ဗျဆိုတဲ့အတန်းနဲ့သူစပင်းကိုစီးနောက်ထားတဲ့လူဟာထိုင်ရာကနေထလာခဲ့တယ်ဘာကိစ္စလဲဗျခမရတို့မိသားစုမှာထူးခြားတဲ့ကိစ္စတစ်ခုဖြစ်ပေါ်နေတယ်မလားဒါကိုဘယ်လိုသိတာလဲသိတာပေါ့ခမရကိုကြည့်ရတာတာမမမဟုတ်တာဘယ်လိုတာမမမဟုတ်တာလဲ ကျောက်ကဘာများထူးစားနေလို့တော့ခမားတော့တာမှန်ပဲနေတာပါဒါမဲ့ခမားရဲ့အနောက်မှာပါလာတဲ့သူဟာထူးစားနေတာကျောင်းနောက်မှာကျောင်းမိသားစုပဲပါတာလေဟဲ့လူစကားကိုဝေးလေကြောင်မလှုပ်ပြီးတော့ကျောက်စီကအလူခံမို့မလားကျောက်ကဘာကြောင့်ခမားစီကအလူခံအမှာလဲအထင်တော့လွဲနေပြီထင်ပါတယ်ဒါဆိုခုနကကျောင်းနောက်ကလိုက်နေတာပြောတာကရောဘာကြောင့်ပြောရတာလဲမြင်လို့ပြောတာဗောဗျာ အခု तू ကခမည်းနဲ့စကားပြောတာကိုမကြိုက်တဲ့ဟန်နဲ့စိုက်ကြည့်နေတာဗျကျုပ်ခုမြင်တာခမည်းဟောပဲလေကျုပ်နောက်မှာဘသူမှမပါပါဘူးခမည်းရဲ့နောက်မှာဝါပလူတစ်ချောင်းခါကြထူရတဲ့ယောက်ျားတစ်ယောက်ရှိနေတယ်ဗျဝါပလူဆိုသည့်အတန်ကြောင့်ကိုအေးကျော်မှာမျက်လုံးအဝိုင်းသားဖြစ်သွားခဲ့တယ်လို့ဘေးမှာရက်နေတဲ့မိန်းမဖြစ်သူရဲ့မျက်နှာမှာလည်းအံ့ဩမှုတွေပေါ်ပေါက်လာခဲ့တယ်ကိုအေးကျော် तू ကတခုခုကိုမြင်နေတဲ့ပုံပဲအตาနေစမ်းမှာမိန်းမရာ ဒီကောင်လေးကငါတို့အကြောင်းစုံစမ်းပြီးတော့ကွင်းဖန်နေတာဖြစ်မယ်။ဟောကျောက်တို့ခမရမယုံကြည်ပဲဖြစ်နေတာကိုဒါဖြစ်ရင်နေပါစီတော့ဗျာ။သပင်ကိုတက်ရစွာထုံးဖွဲ့လာတဲ့လူကအေးကျော်ကိုကမ်းမဲ့မဲ့အပြုံးနဲ့ကြည့်ပြီးတော့သူ့လူတွေရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဆရာဟိုလူကဆရာပြောတာကိုမယုံဘူးလား။ထားလိုက်ပါမောင်ကောင်းရသူယုံနေဖြစ်စီမယုံနေဖြစ်စီမကြခင်ငါတို့စီပြန်ရောက်လာမှာပါ။အောင်မက်တာလည်းအဝေးကိုထွက်သွားတဲ့ကိုအေးကျော်တို့မိသားစုကိုကြည့်ရင် တင်းငိမ့်စွာရေရွတ်လိုက်ပါတော့တယ်။အောင်မြတ်သားတို့ဆရာတပည့်တွေလည်းရွှေမော်တော်စီဒီပေါ်မှာပတိစိတ်ကြီးရင်တရားထိုင်ခြင်းအမှုတွေကိုညနေတဲ့အထိပြုလုပ်ပြီးထိုင်နေကြတဲ့အချိန်မျက်စိကြိမ်းမတက်အလင်းရောင်နှံတစ်ခုကဇေဒီရဲ့ငှက်ညံ့လာတော့နေရာကနေဖြာထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။အလင်းရအာတော်တော်ဆူးနေနေတာမို့အောင်မြတ်သားတို့ဆရာတပည့်တွေမျက်လုံးကိုလက်နဲ့ကာပြီးကြည့်လိုက်ရာလီဟာနေတွေကနေလမ်းလျှောက်လာတဲ့နတ်သားတစ်ပါးကိုမြင်လိုက်ရတယ်။အဆိုပါနတ်သားကအောင်မြတ်သားတို့ရှိရအောင်တန်းတန်းမမတ်ဆင်းလာပြီးတော့ပဝါအဖြူနဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုကိုကမ်းမိကာ မျက်မျက်နာဘက်ကိုပြန်တက်သွားခဲ့တယ်။အောင်မက်ကလည်းသူ့ကိုပေးသွားတဲ့အရာကိုဖြန့်ကြည့်လိုက်ရာလွန်စွာလှပတဲ့လက်ရည်နဲ့ရေးသားထားတဲ့စာတစောင်နဲ့အတူငကားလက်ကောက်နှစ်ကွင်းဖြစ်နေခဲ့တယ်။ဆရာစာထဲမှာဘာရေးထားလဲ။ဒီငကားလက်ကောက်ရဲ့ပိုင်ရှင်ရှိတဲ့နေရာကိုရေးထားတာပါ။စာထဲမှာပါတဲ့အကြောင်းအရာရဆိုရင်ပိုင်ရှင်ကလွန်ခဲ့တဲ့နှစ်40လောက်အချိန်မှာချိန်မော်တော့ဖျားပေါ်မှာလက်ကောက်နှစ်ကွင်းလုံးကျပြောက်သွားခဲ့တဲ့ပုံပဲ။နှစ်40ကြာပြီးမှတော့ပိုင်ရှင်ကိုပြန်တွေ့ဖို့ဟာဖြစ်နိုင်မှာမလား။ အတောင်းရှိလို့လာပေးတာဖြစ်မှာပေါ့ခွန်လာရဲ့ကဲငါတို့ကတော့ဒီနေတွေရနေလောလောဆယ်ထွက်ရအောင်မှာမဟုတ်သေးဘူးထင်တယ်ကျွန်တော်တို့လည်းဆေးလိုရာဆေးဆိုးတဲ့သဘောနဲ့ထွက်လာခဲ့ကြတာဆိုတော့ဘယ်ရရောက်ပေါ်ဆရာရဲ့မဟုတ်ဘူးလားဒါပေါ့ကွာကဲမင်းတို့လည်းခྱི་ပန်းလာကြတာဆိုတော့နားလိုက်ကြအောင်မနဲ့မိုးလင်းတာနဲ့နွားချောင်းသားကိစ္စရှင်းရအောင်မယ်အောင်မြတ်သားကမောင်ကောင်းတို့ကိုအနားယူခိုင်းလိုက်ပြီးတော့ဇေဒီကိုလက်ရရစ်ပတ်ကဂုံတော်တွေပွားများနေခဲ့လိုက်တယ်အနီယာအုပ်တွေနဲ့စောက်ထားတဲ့အင်ဂျင်နီယာရုံးဝန်အတွင်းမှာတော့ ကိုအေးကျော်တယောက်စည်ရင်စရာတွေနဲ့လှုပ်ရှုပ်နေခဲ့တယ်။အဲ့ဒီချိန်ပြတာဆေးရီမောင်ပါကိုရောက်လာပြီးတော့ဆေးရရုံရှိမှာဆေးရကိုတွေ့ဖို့ဆိုပြီးလူသုံးယောက်ရောက်နေတယ်။ဒါဆိုလဲရုံကန်းထဲကိုလှုပ်ပေးလိုက်ကွာ။ကိုအေးကျော်ကပြတာဆေးရီကိုပြောပြီးတော့နောက်လမ်းအစ်စ်ဖောက်လုံးမဲ့လမ်းအတွက်လိုအပ်မဲ့ကြောက်စည်ရင်ကိုတွက်ချက်နေလိုက်တယ်။ဆေးရသူတို့ရောက်လာပြီ။ပြတာဆေးရီစကားကြောင့်ကိုအေးကျော်မောကြည့်လိုက်ရာဖျားမှာတွေ့ခဲ့ရတဲ့ယောဂီဝိလူတွေဖြစ်နေခဲ့တယ်။ဘာကိစ္စရှိလို့လဲဗျ။ ကိစ္စကတော့မိတ်ဆွေအိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်ကြောင့်ရောက်လာခဲ့တာပါနေစမ်းမောင်ခမားတို့ဘသူကကျုပ်ရင်ကိစ္စအကြောင်းပြောပြလိုက်တာလေကျုပ်တို့အဒီနဲ့ကို့ဘာသာလာခဲ့တာပါဒီလိုလာခဲ့ရတာလဲခမားနဲ့ကျုပ်ရဲ့ပဋ္ဌာန်းစကြောင်းပဲခမားနဲ့ကျုပ်ကအရင်ကမြင်မှုလို့လားလွန်ခဲ့တဲ့နှစ်လလောက်ကမိတ်ဆွေတို့မိသားစုပကံဘက်ကိုဖျားဖို့ထွက်ခဲ့ကြတယ်မလားဟုတ်ပါတယ်ဒါရီခမားဘလို့သိရလဲ မိတ်ဆွေတို့မိသားစုရွှေစည်းကုံစည်းဒီကိုလာဖူးနေတဲ့အချိန်နေဘူးထဲမှာတရားထိုင်နေတဲ့လူတယောက်ပေးမှပါလာတဲ့ထီးနဲ့နေဘူးရန်ကာပေးခဲ့တာရောမှတ်မိတယ်မလားအောင်မေတ္တာစကားကြောင့်ကိုအေးကျော်မျက်ခုံးတစ်ခုတွန့်အောင်စဉ်းစားလိုက်ပြီးတော့မှတ်မိပြီမှတ်မိပြီအဲ့ဒီလူကခမည်းလားဟုတ်ပါတယ်မိတ်ဆွေတို့မိသားစုရဲ့စေတနာကြောင့်အခုလိုပြန်ပြီးတော့ကူညီပေးဖို့အကြောင်းဖန်လာခဲ့တာပဲဟာကျုပ်ရဲ့အပြုတ်မှုအတွက်တောင်းပန်ပါတယ်ဗျာအရင်ဆုံးထိုင်ကြပါဦး ကိုရေးကျော်စကားကြောင့်အောင်မြတ်သားတို့လည်းလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်ပြီးတော့စကားကိုပြန်ဆက်လိုက်တယ်။မိတ်ဆွေကဘာရိုးရလဲဗျ။ရိုးရလို့တော့မသိဘူးဆရာ။မိဘတွေကငငယ်တွေကသုံးသွားတာဆိုတော့ကိုကူကိုဘာရိုးရမှန်းလည်းမသိဘူး။ကျောက်အမြင်မှာတော့မိတ်ဆွေနောက်မှာပလွေတစ်ချောင်းကင်ပြီးတော့ပစိုးကိုဂွင်းတိုင်းထားတဲ့လူတွေရောအမြဲလိုက်နေတယ်။ဆရာပြောသလိုပဲကျောက်လည်းမြင်တွေ့ခဲ့ရတယ်။တခါတလေကျောက်နေတဲ့အိမ်မှာကျွဲနာမုတ်တန်လို့လို့နွားခွာရတန်လို့လို့ကြားရတဲ့အပြင် ညတကောင်အချိန်တွေမှာလည်းပလွင်မောက်တဲ့အတန်ကြားရတယ်။ဒါဆိုဒီရဲ့ပြစ်ကြောင်အိမ်မှာမနေဖြစ်ကြတာလား။ဟုတ်တယ်ဆရာ။မကြသေးခင်တော့ကလည်းအတိုက်ခိုက်ရှင်းမိတဲ့ဆရာတယောက်ထွက်ပြေးခဲ့ရတယ်။အစိုးဆုံးကကတော်ပွဲတွေကိုပါမှောက်ချပြစ်တာပဲ။ဒါဖြင့်မိတ်ဆွေသဘောတူတယ်ဆိုရင်ကျုပ်တို့ကိုယ်တိုင်ရှင်းပေးပါမယ်။ကျုပ်အနေနဲ့ဘာတွေပြင်ဆင်ထားရမလဲပြောပါ။မနှက်ဖြန်မနှက်ကတော်ပွဲ၃ပွဲအတွက်လိုအပ်တာတွေဝယ်ထားပေးပါ။ကျုပ်တို့အိမ်ကိုလာခဲ့ပါမယ်။ဟုတ်ကဲ့ကျုပ်တေချာပြင်ပြီးစောင့်နေပါမယ်။ အဟုတ်လေဆရာတော့ဘမလာကြိုးရမလဲဆိုတာလေပြောပြပေးပါလားကျုပ်တို့အစီအစဉ်နဲ့ပဲလာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဗျာကျုပ်သေချာလှူထားပါမယ်အောင်မြတ်သားတို့ပြန်ထွက်သွားတော့ကိုရေးကျော်လည်းပြတာစီရေးကိုခေါ်ပြီးတော့ကတော့ပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ခိုင်းခဲ့လိုက်တယ်နောက်တနေ့မနက်ရောက်တော့ကိုရေးကျော်တို့ခြံဝင်းထဲမှာအိမ်နီးနားချင်းတွေနဲ့အတူအောင်မြတ်သားတို့ဆရာတပည့်တွေကတော့ပွဲသုံးပွဲကိုနေရာချရင်အလောက်လျှောက်နေခဲ့ကြတယ်ရက်ကွက်တရာလူတွေကတော့အိမ်ရှိကနေဖြတ်သွားဖြတ်လာလို့ရင်အကဲခတ်နေကြသလို ကိုရေးကျော်ကလည်းအိမ်ထဲကိုလမ်းကြည့်ပြီးတော့အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။အောင်မြတ်သားကလည်းကတော့ပွဲတွေကိုနေရာချပြီးတာနဲ့အိမ်တွင်းပပတ်လေကိုစီးချကာအတွင်းပုတ်ကိုအပြင်မထွက်ရအောင်အပြင်ပုတ်ကိုအထဲမဝင်နိုင်အောင်ပြုလုပ်ခဲ့တယ်။စီးချပြီးတဲ့အချိန်မှာတော့အိမ်ထဲကနေပစ္စည်းတွေပြချတဲ့အတန်းခြေဖနှောင်းဆောက်တဲ့အတန်းတွေထပ်ပေါ်လာခဲ့တယ်။အောင်မြတ်သားကတော့အတန်းပလန်တွေကိုဂရုမစိုက်ပဲနဲ့ငါးပါးတီလာခံယူပြီးတော့ဆန်ရနှက်တွေအပြင်မျိုးဆောင်နှက်ရက်ခွက်ဆောက်နှက်တွေကိုပင့်ဖိတ်ခဲ့ရာရုပ်ဖတ်တာမဆုံးခင်မှာပဲအိမ်တကမာကြီးကဘသူမှမရှိပဲဝုန်းဝင်းနဲ့တိုင်ငင်နဲ့ပွင့်ထွက်သွားခဲ့တယ်။ အောင်မြတ်သားလည်းပွင့်ထွက်သွားတဲ့တကားဝါကိုကြည့်လိုက်ရာတကူလုံးနမ်းမောင်နေတဲ့ကျွဲနယ်ကြီးတကောင်နဲ့အတူအန်ကိုကြိတ်ထားတဲ့လူတယောက်မတ်တက်ရက်နေတာကိုမြင်လိုက်ရတယ်။အဆိုပါရက်နေတဲ့သူကအောင်မြတ်သားကိုနီရဲနေတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်ပြီးတော့ခြေလမ်းကျဲကြည့်နေတဲ့စီးတဲ့ကိုပြေးဝင်လာခဲ့ရာအထဲကိုမရောက်ခင်မှာပဲပစိုးကရောင်းကြိုက်ထားတဲ့လူနီနီယောက်ပေါ်လာပြီးတော့ပြေးဝင်လာတဲ့သူရဲ့လက်နှစ်ဖက်ကိုဆွဲကင်ပြီးအိမ်ဘေးကိုပြစ်ထုတ်လိုက်တယ်။ကျွဲနယ်ကြီးကသူ့တခင်လွန့်ထွက်သွားတာကြောင့်ဒေါသတကြီးနဲ့နှာမုတ်ပြီးတော့အဆောင်နှစ်ယောက်ကိုပြေးဝေဖို့ဝင်လာခဲ့တယ်။ဒါမဲ့လူနီနီယောက်ကကျွဲနယ်ကြီးရဲ့ကြိုးကိုဆွဲကင်ပြီးတော့ မြေကြီးနဲ့ရိုက်ချလိုက်ပါတော့တယ်။ဒီဖြစ်ပျက်ကိုအောင်မြတ်သာမောင်ကောင်းတဲ့ခွန်လာတို့ကအထင်းသားမြင်နေရပေမဲ့ပရိသတ်တွေကတော့ဘာမှမသိတာကြောင့်အောင်မြတ်သာကပစိုးကောင်ကြိုက်ထားတဲ့လူကိုလက်ညှိုးထုတ်ကာဟေးမောင်အောင်နိုင်တဲ့အနေနဲ့အိမ်သူအိမ်သားတွေအပေါ်မှာဘလို့မကျေနပ်ချက်တွေရှိနေတယ်ဆိုတာအားလုံးအမြင်ရှိအောင်ဝင်ပြောသားအဲ့လိုအမိန်ပေးလိုက်ရလာကြည့်တဲ့သူတွေကမိမတယောက်နဲ့ယောက်ျားတယောက်ရဲ့အသားတွေတဆက်ဆက်တုံလာပြီးတော့အောင်မြတ်သာရှိကိုခုံဝင်လာခဲ့တယ်။အခုဝင်လာတာဘာတူလဲ။ငါနာမည်အောင်နိုင်ကွာ ဒီအိမ်ရဲ့အိမ်တော်ဦးစည်းပေါ်ဘာကြောင့်အမျက်ရှနေရလဲဒီအိမ်ထဲကလူတယောက်ကငါ့ကိုခေါ်လာပြီးနေစရာမပေးလို့သူတို့လည်းနေစရာမရှိအောင်ပြန်လုလိုက်တာပဲဘသူကတင့်ကိုခေါ်လာရလဲခေါ်လာတဲ့သူရောဒီထဲမှာရှိလားဒီအိမ်သားတယောက်ယောက်ကငါ့ကိုခေါ်လာတာပဲသိတယ်ဟဲ့ဝင်ဖူးနေတဲ့သူရဲ့စကားကြောင့်အောင်မြတ်တာလဲအိမ်သားတွေရဲ့ဘက်ကိုလှဲကြည့်ပြီးမေးလိုက်ရာအားလုံးကမခေါ်မိခဲ့ဘူးဆိုတဲ့အဖြေပဲပြောခဲ့ကြတယ်ကာယကံရှင်တွေကတင့်အပေါ်နှောက်နေရောကိုနေရောပြစ်မှားခဲ့တာမရှိဘူးလို့ပြောနေကြတယ် ဲမင်းလည်းယောက်ျားပဲပုံမလေးလင်းပြောစမ်းအရင်ကမင်းဘဝနေတာလေငါဒေါ်ဘွားရှင်တို့အိမ်မှာရင်နေတာဟိဒေါ်ဘွားရှင်ဆိုတာကျွန်တော်တို့အိမ်အနောက်ဘက်ကက်လျာအိမ်ပဲဗျဒေါ်ဘွားရှင်ကိုသွားခေါ်ပေးလို့ရလားရပါတယ်အခုပဲသွားခေါ်လိုက်ပါမယ်လာကြည့်နေတဲ့သူတွေတဲကတော်တော်လတ်လတ်ရှိတဲ့သူတယောက်ကဒေါ်ဘွားရှင်တို့အိမ်ဘက်ကိုပြေးသွားခဲ့ရာခဏနေတော့အသက်60အရွယ်မိန်းမတယောက်ကရေကြီးတုပ်ပြနဲ့လိုက်ပါလာခဲ့တယ်အမေကြီးကဒေါ်ဘွားရှင်လား ဟုတ်ပါတယ်အခုဝင်ပူးနေတဲ့သူကတော်ဖွားရှင်အိမ်မှာအရင်ကနေခဲ့တယ်လို့ပြောတယ်အမေကြီးတို့အိမ်မှာဘယ်ရိုးရာကိုကိုွယ်တာလဲအိမ်မှာ အဖေကြီးကိုကိုကိုွယ်ထားပါတယ်အဖေကြီးဆိုတော့အောင်းနိုင်မော့ဒင်းကဘလို့ကြောင့်ဒီအိမ်နဲ့ရောက်လာခဲ့တာလဲဒီရပိုင်းအမေကြီးတို့အိမ်မှာထူးဆန်းတာတွေပါတယ်ဖြစ်သေးလားထူးဆန်းတာမျိုးတော့မရှိပါဘူးမောင်အေးကျော်တို့မပြောင်းခင်တရက်လောက်ကတော့အမေကြီးတို့ဘောဘွားဆင်ဆက်ပူဇော်ခဲ့တဲ့အဖေကြီးရုပ်ထုပျောက်သွားတာပဲရှိခဲ့တာ ရုပ်တုကဘလို့ပြောက်သွားတာလဲတယောက်ယောက်ကဝင်ယူသွားတာများလားအဲ့ဒီနေ့ကမောင်အေးကျော်ရဲ့သားနဲ့အခြားကလေးတွေခြံထဲဝင်ဆိုတာမြင်မိတယ်ကွဒါပေမဲ့သူတို့ယူတယ်ဆိုတာကိုမမြင်တော့အမေကြီးလည်းဘာမှမပြောတော့ဘဲရုပ်တုအစ်တစ်ခုဝယ်ပြီးပြန်ထားခဲ့လိုက်တာကွတော်ဖွားရှင်စကားကြောင့်အောင်မြတ်သားသဘောပေါက်သွားခဲ့ပြီးကိုအေးကျော်ဘက်ကိုလှဲ့ကာကလေးကခုဗမာလဲသူ့ဖွားအိမ်မှာကြိုင်ခဲ့တယ်ဆရာချက်ချင်းသွားခေါ်ပေးပါကျုပ်ထင်ပြောရရင်ကလေးကမောင်အောင်နိုင်ရုပ်ထုကိုယူဆော့ပြီးတော့ ိမ်ရက်တနေရာမှာဖွက်ထားတယ်တင်တယ်။အောင်မြတ်သားရဲ့စကားကြောင့်ကိုအေးကျော်လည်းတားဖြစ်သူကိုချက်ချင်းသွားခေါ်ပြီးမေးပေမဲ့ဟိုကမသိဘူးပဲလုံနေလို့ခြောက်တခါခြောက်တလဲမေးကြည့်မှစာကြည့်ခန်းရဲ့ဇပွဲနောက်မှာဖွက်ထားတယ်လို့သိခဲ့ရတယ်။အိမ်သားတွေလည်းနေရာကိုသိရတဲ့ချက်ချင်းလိုက်ရှာကြရာစာကြည့်ဇပွဲအနောက်မှာအဝင်းနဲ့ပတ်ထားတဲ့အယုတ်တယုတ်ကိုမြင်တွေ့လိုက်ရတယ်။အမေဒီရုပ်ကပျောက်သွားတဲ့အယုတ်ဆိုတာသိကြလား။တေးကြပါလေလူလေးရေဒါအမေကြီးအိမ်မှာကိုးထားတဲ့အဖေကြီးရုပ်ထုပါ အောင်မြတ်သားလည်းဖြစ်ကြောင်းကုန်စင်ကိုသိရပြီးမို့ကျဲချောင်းသားပလွေမှောက်နေတဲ့ပုံစံထုတ်လုပ်ထားတဲ့ကြေးရုပ်ကိုဒေါ်ဖွားရှင်လက်ထဲပြန်ထည့်ပေးပြီးဝင်ပူးနေတဲ့ကိုအောင်နိုင်ကိုလည်းစိတ်မဆိုးဖို့ပြောဆိုဆုံးမကမူလနန်းနန်းစီကိုပြန်လည်ပို့ဆောင်ပေးခဲ့လိုက်ပါတယ်။အောင်မြတ်သားတို့အနေနဲ့ကိုအေးကျော်တို့အိမ်မှာဖြစ်နေတဲ့ပြဿနာကိုကုညီဖြေရှင်းပြီးရဲ့နောက်မှာတော့ဘကိုးမျိုးကလည်းပြန်လည်ထွက်ခွာခဲ့ရာဖယားကြီးမျိုးအနီးမှာရှိတဲ့ဘောနတ်ကြီးဆိုတဲ့ရွာကိုရောက်လာခဲ့ကြတယ်။ထိုအချိန်ကဘောနတ်ကြီးရွာဆိုတာအခုလိုလူနေမများသေးတယ်လို့တော်လိန်နဲ့တာကြောင့်အချောက်လက်နေများသလိုအဆောင်လျှောက်တွေလည်းများတဲ့အနေအထားမှာရှိခဲ့တာ အောင်မဲတာတို့ဘောနဲ့ကြီးရွာကိုရောက်တဲ့အချိန်ဘောနဲ့ကြီးဘိုးဘိုးရဲ့အကူအညီတောင်းခံမှုကြောင့်တော်ရဲမှာဘိုးကျဆုံးမနေတဲ့နှစ်ချို့တပတ်တကောင်ကိုလမ်းကြုံဝင်ရောက်ဆုံးမခဲ့ရသေးတယ်။ဒီအကြောင်းအရာကိုတော့အောင်မြတ်သားနဲ့ဘောနဲ့ကြီးမှငတေလီဆိုတဲ့ဇာတ်လမ်းလေးမှာနားဆင်ပေးကြပါအောင်။အခုလိုအဆုံးနေလိုက်ပါအားပေးနားဆင်ကြရတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းဇာတ်လမ်းများကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။